တကယ်လို့များကျွန်တော်တို့တုံးနေတဲ့လင်းရောင်တွေအလုံးရုပ်ရည်ကြီးပျောက်ွယ်သွားပြီးအမောင်တွေကလူသားတွေကိုစုပ်ယူစားတောက်လိုက်တဲ့ဆိုတဲ့အကြောင်းကိုတွေးကြည့်မိဘူးလားဗျာတွေးမိမှုရယ်ဆိုရင်တော့ဒီကားကလမ်းမလွတ်သေးတဲ့ကားလို့ပြောပေးရစီဘာလို့လဲဆိုတော့ဒီနေ့တင်ဆက်ပေးမှာက Vanishing on 7th Street လို့ခေါ်တဲ့တကယ်ကိုတဲတိတ်ရင်ဖို့ရုပ်ရှင်ကားတကဖြစ်လို့ပါအမောင်တွေရဲ့ရှိသမျှအလင်းတွေနဲ့အတူတူလူသားတွေကိုစားသုံးပြလိုက်တာကြောင့်နေရာတိုင်းမှာအဝိအစားတွေနဲ့အပြက်အစီးတွေပဲကြံရိတ်ခဲ့ပြီး နောက်ဆုံးရှင်ကျန်သူတွေကဘသူတွေဖြစ်မလဲ။ဘာကြောင့်ရှင်တန်ကြတာလဲဆိုတာကိုတော့ recap လေးမှာမြင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အစီအစဉ်လေးကိုစတင်ကြအောင်။အော်တခုပြောဝင်မိတ်နေတာ။ Titan Moving Recap ကနေတိုးဆိုလိုက်ပါတယ်။တလန်းကိုတော့ရုပ်ရှင်တို့ကမှစတာပါတယ် အများစုကရုပ်ရှင်ကြည့်ပျော်နေကြခြင်း projector သမားတစ်ယောက်ဖြစ်တဲ့ပေါ်ကတော့ပြာခဲထဲမှာစက်တွေကိုထိန်းချုပ်နေရပါတယ်။သူ့အခန်းကမှောင်နေတယ်လို့အမောင်ချထားတဲ့ရုပ်ရှင်ယုံထဲမှာတော့လာတာလွယ်ကူအောင်လဲခေါင်းစည်းတံမီတစ်လက်ကိုနဘူးမှာတက်ထားပါတယ်။ဒါကြဘိုးတစ်ယောက်ဖြစ်တဲ့ပေါ်ကမျိုးတစ်မျိုးကလူရီအားလုံးထူးထူးဆန်းဆန်းပျောက်ဆုံးသွားတဲ့အကြောင်းရေးထားတဲ့စာအုပ်တို့ကိုဖတ်နေပါတယ်။စာဖတ်ရေးပြင်းလာတာကြောင့်ကော်ဖီဆိုင်ကိုသွားကကော်ဖီတောက်လိုက်ပါသေးတယ်။အထဲပြန်ရောက်တော့ရုပ်ရှင်ပြတဲ့ကလုတ်တွေကိုနှိပ်ဖို့ထားလိုက်တဲ့ချိန်မှာပဲ ရုပ်ရှင်ုံတစ်ခုလုံးမီးတွေပြက်ပြီးအမောင်ကျသွားပါတယ်။ကံကောင်းတာကပေါ်မှာကောင်းစီတံမီရှိနေတာပါ။ဒါကြောင့်ကောင်းစီတံမီကိုပွင့်ပြီးတော့ရုပ်ရှင်ပြတဲ့အခန်းထဲကိုဝင်လာလိုက်ပါတယ်။လုံခဲ့တဲ့စက္ကန့်ပိုင်းလောက်ကပဲလူတွေနဲ့ပြည့်တဲ့နေရာဟာခုတော့လုံးဝဟာလာဟင်းလင်းကြီးဖြစ်နေတာကိုတွေ့တော့ပေါ်တယောက်ကြီးကြီးအံ့ဩသွားပါတယ်။အံ့ဩစိတ်နဲ့ဈေးညံစီကိုထွက်လာတဲ့အခါမှာတော့မီးတွေရဲ့ရုပ်တည်းရဲ့ပြန်လင်းလာပြန်ပါတယ်။မီးလင်းလာတော့မြင်လိုက်ရတဲ့မြင်ကွင်းကပေါ်ပို့ပြီးတော့အံ့ဩသင့်စီပြန်ပါတယ်။ ဈေးညံလမ်းပေါ်မှာလူတွေရဲ့အဝတ်အစားတွေပေါပေါစုပ်ဘူးတွေကျမ်းမြင့်ပေါ်မှာပြန်ကျင်းနေပြီးလူတွေအားလုံးကတော့တပြိုင်တည်းနဲ့ပျောက်ွယ်သွားသလိုဖြစ်နေတာကြောင့်ဈေးညံလမ်းတစ်လျှောက်တခြားသူတွေကိုအော်ခေါ်ရင်းပြေးပါတယ်သူ့လိုပဲရုပ်ရည်ရဲ့ဘာဖြစ်နေမှမသိဖြစ်လာတဲ့လုံယုံကြီးဝင်တဲ့တယောက်ကသူ့အတန်ကိုကြားသွားပြီးတံမီးထိုးရင်းနဲ့ရောက်လာတာကြောင့်နှစ်ယောက်သားတခြားသူတွေကိုလိုက်ရှာကြပါတယ်အတူတူရှောက်လာကြရင်လုံယုံကြီးကအမောင်တနေရာမှာလူတယောက်လိုအရေးတကူးကိုသတိထားမိတာကြောင့်အနားကိုသွားလိုက်ချင်း ပေါ်ရဲ့တံမီးကတက်ဖြတ်ဖြတ်ပြလာပါတယ်။ပေါ်တယောက်တံမီးကိုလေးငါချက်ပုတ်လိုက်ပြီးလုံချိုကြီးဘက်ကိုလှည့်ကြည့်လိုက်တဲ့ချိန်မှာတော့လုံချိုကြီးသမားလည်းပျောက်ွယ်သွားခဲ့ပြီးသူ့အဝတ်စားတွေပဲကျန်းမြေပေါ်မှာကျန်ခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲစေးရုံတစ်ခုမှာတော့ Rosemary ဆိုတဲ့သူနာပြုဆရာမတစ်ယောက်ကလည်းပေါ်လိုမျိုးအဖြစ်အပျက်ကိုကြုံနေရပါတယ်။နေရာတစ်ခုလုံးကမှောင်မဲနေပြီးသူ့ဟာလွဲလို့ဘယ်သူမှမရှိတာကြောင့်တံမီးတစ်လက်နဲ့ဈေးညံအတိုင်းလမ်းလျှောက်လာပြီးမဲ့ဘယ်သူ့ကိုမှမတွေ့ရပါဘူး။ ခွဲစိတ်ခန်းကမီးလေးနေတာတွေ့တာကြောင့်ဝင်သွားတဲ့အခါတရားဝင်တွေကပျောက်နေပြီးခွဲလက်စတန်းနဲ့လူနာတယောက်ကိုကရင်ပေါ်မှာတွေ့လိုက်ရပါတယ်။ရုတ်တရက်ဆိုသလိုပဲအခန်းထဲကမီးတွေအကုန်မိတ်သွားပြီးမီးပြန်လင်းလာတော့လူနာလည်းပျောက်ကွယ်သွားပြန်တာကြောင့် Rosemary လည်းလန့်သွားပြီးသူ့ရဲ့ကလေးမန်နီကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့ Loose Riders ဆိုတဲ့ TV သတင်းတော်တယောက်ကသူ့ကောင်မလေးရဲ့အကမ်းမှာဒိုးလာခဲ့ပြီးဘေးနားကသူ့ကောင်မလေးကတော့ပျောက်နေပါတယ်။ သူ့ဘေးနားမှာပျောင်းနိုင်တွေတွန်းထားတာကြောင့်သူလည်းပျောက်မသွားတာဖြစ်နေပါတယ်။အချင်းဒီအားလုံးကပုံမှန်ပဲလို့ထင်နေတဲ့လူကသူ့ဖုံးကိုကောက်ကြည့်လိုက်တော့ဖုံးကအားကုန်နေပြီးမီးလည်းပြတ်နေတာကိုသတိထားမိပါတယ်။ပုံမှန်ပဲလို့ထင်ပြီးအဝတ်စားလဲကသတင်းစာဆောင်ကိုပိုင်ရင်ပြင်ကိုထွက်လာခဲ့ပါတယ်။သတင်းစာဖတ်လာတာကြောင့်ဘေးကိုသတိမပြုတ်မိချင်းမြန်မာတလက်ကိုနေမိလိုက်ရတာကနေလမ်းပေါ်မှာတော့စုတ်ပစ်ထားသလိုဖြစ်နေတဲ့ကားတွေအဝတ်အစားတွေပြင့်နေတာကိုတွေ့လိုက်ရပါတယ်။ ကျောင်းတော်တော်နဲ့လိုက်ကြည့်နေတော့လေရင်ရစင်းကသူ့နောက်ဘက်ကိုပြဲကျသွားတာကိုလည်းမြင်လိုက်ရပါတယ်။သူတို့စမ်းစမ်းအခြေအနေကြောင့်ဘာလို့ရမှန်းမသိတဲ့အစုံသူ့အလုပ်ရှိရာကိုအမြန်သွားခဲ့ပေမဲ့အဲဒီမှာလည်းအားလုံးကပျောက်ကွယ်ကုန်ပါတယ်။သူ့ရုံးခန်းထဲမှာလည်းမီးပြတ်နေပြီးဘယ်ဖုံးမှအလုံးမလုပ်တာကိုတွေ့တော့ပါတယ်။အန်ဇိုရဲကသူတို့စုံတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုထုတ်ကြည့်နေတော့အခန်းပြင်ဘက်ကအရေးတစ်ခုကိုသတိထားမိလိုက်တာကြောင့်အပြင်ကိုထွက်သွားချိန်မှာတော့ဓာတ်ပုံလေးကိုလည်းအမောင်တို့ကဝါးမြူသွားပါတယ်။ စာဖြစ်ချိန်ကနေ92နှစ်ကြာမှာတော့လူတယောက်လမ်းပေါ်ကမီးလေးနေသေးတဲ့ကားတစီးတဲကိုရောက်နေပြီးစက်နှုံးကိုကြိုးစားနေပါတယ်။ရုတ်တရက်လူတယောက်ရောက်လာပြီးသူ့ကားမန်ကိုလာခောက်ကသူ့မိကြီးက gas ကုန်တော့မှပြတ်တာကြောင့်အလင်းရောင်မပြောက်ခင်သူ့ကိုကားထဲပေးဝင်ဖို့ကူညီတောင်းပါတယ်။အဲ့ဒီလူမယုံတာကြောင့်လူကကားတော့ကောက်ကိုလော်ချလိုက်တဲ့အဲ့ဒီလူကိုအရေးကြီးကဝါးမျိုးသွားခဲ့ပါတယ်။လူတယောက်မျက်စိရှိမှတွေတည်ဆုံသွားတာကိုမြင်လိုက်ရပြီးတဲ့နောက်လူလဲစီးသွားလို့ရမယ့်ကားရစီကိုဆက်ရှာပါတယ်။ သူနဲ့မလန်းမကန်းကနေတံမီးကင်ထားတဲ့ကောင်မလေးတယောက်ကသူ့ကိုကြည့်နေပြီမဲ့လူကတော့အဲ့ဒီကောင်မလေးကိုတတိမထားမိပါဘူး။ချင်းမီးထုံးထားတဲ့ကားရစီကိုတွေ့ခဲ့ပြီမဲ့အဲ့ဒီကားကလည်းစံနှိုးလို့မရတာကြောင့်ရာသမျှအလင်းရောင်ထွက်မဲ့ပစ္စည်းတွေကိုယူပြီးဆက်ပြေးလာခဲ့ပါတယ်။နောက်တော့တဆိုင်လုံးမီးတွေထိန်ထိန်လေးနေတဲ့ဘားတိုင်ဆိုင်ကိုတွေ့သွားတာကြောင့်အထဲကိုအမြန်ဝင်သွားခဲ့ပြီမဲ့ကျမ်းပြင်ပေါ်မှာလူတွေရဲ့အဝတ်အစားတွေပြန်ကျဲနေတာကလွဲပြီးဝေးတကောင်ကြောင်တမီးတောင်မတွေ့ရပါဘူး။ ဒါကြောင့်စိတ်ငြိမ်သွားအောင်လို့အရင်နဲ့နဲ့တောက်လိုက်ပါရဲ။နောက်မှမိဖုရားလာလဲဆိုတာကိုလိုက်ရှာရင်မိရောက်ခန်းကိုရောက်သွားပြီးဒီဘားကိုမိပေးနေတဲ့မိဆက်တလုံးကိုတွေ့လိုက်ရပါရဲ။မိဆက်ကစီကုံတော့မှကြောင့်စိတ်ပြတ်နေချိန်ယုဒရဲ့ James ဆိုတဲ့စရနှစ်ရွယ်ကလေးတယောက်ကသူ့ကို rifle နဲ့ချိန်လိုက်ပါရဲ။ James ကလူကိုတံမီးအောက်ချခိုင်းပြီးအပေါ်ထဲကိုခေါ်သွားပါရဲ။ James က Luke ဟာလူစိမ်းတယောက်ဖြစ်နေလို့ကြောက်နေပြီပဲ။လူကတော့ကလေးကိုဘာမှအန်နေမပေးဘူးလို့အာမခံပါရဲ။ နောက်ဆုံးတော့ဂျိန်လေတနက်ကိုအောက်ချပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။ "तू ကဒီဘားပိုင်ရှင်ရဲ့သားပါ။ဒီဗယံမရအခြေအနေကြီးဖြစ်ပြီးတဲ့နောက်မှာ तू နဲ့သူ့အမေပဲကြံခဲ့တာပါ။သူ့အမေကအနီးနားဘုရားကျောင်းတစ်ခုကိုအကူအညီသွားတောင်းနေပြီးဂျိန်ကတော့သူ့အမေကိုစောင့်နေတာပဲဖြစ်ပါတယ်။လူကလည်းကလေးကိုအမှန်တိုင်းပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။အခုကမနက်7:00နာရီတောင်ရှိနေပြီဖြစ်ပေမဲ့အပြင်မှာမှောင်နေနှုံးပဲဆိုတဲ့အကြောင်းနဲ့ပထမဆုံးပျောက်ကွယ်မှုဖြစ်ပြီးကလေးကနေကအထွတ်နောက်ကျပြီးအဝင်စောကြောင်း နောက်ရက်အနည်းငယ်အတွင်းမှာနေအောင်ကြီးလုံးဝရှိတော့မှာမဟုတ်တာကြောင့်ဂျိန်းရဲ့အမိပြန်လာနိုင်ဖို့အခွင့်အရေးကလည်းမဖြစ်နိုင်သလောက်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဂျိန်းကတော့လူပြောတာတွေကိုမယုံပဲသူ့အမိပြန်မရောက်မချေစောင့်နေမယ်ဆိုပြီးတင်းခံနေပါတယ်။ခဏကြာမှတော့သူနာပြုဆရာမ Rosemary ကဆိုင်ထဲကိုပြေးဝင်လာပြီးသူ့ကလေး Mandy ကိုအသေးအတန်လိုက်ရှာပါတယ်။ကလေးကိုမတွေ့တော့လူလူနှစ်ယောက်ကသူ့ကလေးကိုဖမ်းခေါ်ထားတယ်ဆိုပြီးဆွဆွဲကကလေးကိုပြန်ပေးဖို့တောင်းပါတယ် ရုတ်တရက်ကြုံရတဲ့အချိန်တွေကြောင့်စိတ်လွတ်သလိုဖြစ်လာတဲ့ Rose ကသူတို့နှစ်ယောက်ကိုတနက်နဲ့ချိန်ထားလိုက်ပြီးတနက်ကြည်တစ်ချက်ပေါက်သွားမှာပဲပြန်ငြိမ်သွားပါတယ်။တစ်ဖက်မှာတော့ Projector သမားပေါ်တယောက်မှောင်မဲနေတဲ့လမ်းပေါ်မှာရှောက်သွားနေပြီးအမောင်တို့ရဲ့ဝါမျိုးရာကိုခံရကနေမှမီးလေးနေတဲ့ Vascar မတ်တိုင်တစ်ခုစီကိုတွားလိုက်တာကြောင့်အသက်ဘေးကလွတ်သွားပါတယ်။ဒါမှလည်းပေါ်ကဒဏ်ရာအပြည့်အစုံရထားပြီးဖြစ်တာကြောင့်လုံတော့မလုံနိုင်တော့ပါဘူး။တစ်ဖက်ကဘားဆိုင်ထဲမှာတော့ ဂျိန်းက Rose ကိုစိတ်ညစ်အောင်လုပ်ပြီးရေတောက်ဖို့ပေးပါတယ်။ Rose ကသူ့ဟာသူ့ရဲ့ကိုးလာသားအရွယ် Manny ကိုလိုက်ရှာနေတာဖြစ်ကြောင်းပြောပြကသူ့အကြောင်းကိုစပြောပါတယ်။ Rose တယောက်ဆေးရုံမှာဆဲလိတ်တောက်ဖို့လုပ်နေတဲ့ရုပ်တရက်မီးတွေပြတ်သွားပြီးကားတိုက်တန်ကြီးထွက်ပေါ်လာပါတယ်။သူ့လက်ထဲမှာကင်ထားတဲ့မီးကြီးအလင်းရောင်နဲ့အဲ့ဒီညကိုပြတ်ကျော်ခဲ့ပြီးနောက်တစ်နေ့မနက်မှာသူ့အိမ်ကိုပြန်သွားပါတယ်။အေးရောက်တယ်ဆိုရင်ပဲသူ့အခန်းထဲကကလေးပကတ်စီကိုသွားကသူ့သားလေးကိုကြည်လိုက်ပြီမဲကလေးကပျောက်ဆုံးနေခဲ့ပါပြီ ဒါကြောင့် Rose တယောက်စိတ်တွေခရောင်းချောက်ချားဖြစ်ခဲ့ရပြီးဘားဆိုင်ထဲကိုရောက်လာတာပဲဖြစ်ပါတယ်။သူ့အကြောင်းတွေပြောပြီးတဲ့နောက် Rose ကသူ့အိတ်ထဲကနေသူ့အသက်ရှင်ဖို့အသုံးပြုခဲ့တဲ့မိကြောင်းတွေကိုထုတ်ပြပါတယ်။သူတို့တွေစကားပြောနေတုန်းမှပဲအပြင်ဘက်ကအော်တန်ကျဲကြီးတန်တန်ကိုကြားလိုက်ရတာကြောင့်အသက်ရှင်ကြံရည်သူရှစ်မကြည့်၊သွားကြည့်တယ်မကြည့်တယ်တိုင်ပင်ကြပါရယ်။လုကာစုံသားပြီးမသွားခြင်းပေမဲ့ကြံတဲ့နှစ်ယောက်ကသွားခဲ့ဖို့တိုက်တွန်းလာကြောင့် လူးစ်လေအပြင်ထွက်ရှာရင်ဘတ်စကာမှတ်တိုင်မှာဒဏ်ရာရနေတဲ့ပေါ်ကိုတွေ့ကဘားဆိုင်နဲ့ရအောင်ဆွဲခေါ်လာခဲ့ပါတယ်အထဲရောက်တော့ရော့စ်ကပေါ်ရဲ့ဒဏ်ရာကိုဆေးထည့်ပေးပါရယ်ခဏကြာမှာတော့ပေါ်သတိပြန်လည်လာပြီးဒီဟိုဘလူရောက်လာတယ်လဲဆိုတာကိုစပြီးရှင်းပြပါရယ်အဖြစ်အပျက်တွေအလုံးဖြစ်ပြီးတဲ့နောက်မှာပေါ်ကသူ့ကောင်းစီတံပြီးကြောင်းအမောင်ရဲ့ဝါမျိုးချင်းကနေလොမြောက်လာခဲ့ပေမဲ့ မိနစ်အနည်းငယ်လောက်တံမီးကပိတ်ကျသွားချိန်သူလည်းတစုံတစ်ယောက်ရဲ့ရိုင်းနဲ့ဓာကိုခံလိုက်ရပါတယ်။မကြခင်မှာပဲအရိတ်တွေကသူ့ကိုဝါမျိုးသွားပြီးဘာမှမရှိတဲ့လေဟာနယ်ကြီးတွေကိုခေါ်သွားပါတယ်။ခဏကြာတော့သူ့တံမီးကပြန်လင်းလာတယ်လို့သူလည်းလမ်းပေါ်ပြန်ရောက်လာခဲ့ပြီးမီးလင်းနေတဲ့ဘတ်စကာမှတ်တိုင်ကိုရောက်အောင်သွားခဲ့တာကြောင့်လုစ်ကသူ့ကိုတွေ့ခဲ့တာပါ။သူ့ကိုရိုက်သွားတဲ့သူကခန္ဓာကိုယ်မပါတဲ့အရေးတစ်ခုတတ်တတ်ပဲဖြစ်ကြောင်းလေပေါ်ကပြောပြပါရတယ်။ကက်သလစ်ဘာသာဝင်တယောက်ဖြစ်တဲ့ရိုးစ်ကတော့ သူတို့တွေကိုဘုရားသခင်ကအပြစ်ပေးနေတာကြောင့်ခုလိုတွေကြုံနေရတာဖြစ်ကြောင်းပြောပေမဲ့ဘာသာမဲ့ဖြစ်တဲ့လူကတော့ဘုရားသခင်ဆိုတာမရှိသလိုသူတို့တွေကလည်းဒီလိုအပြစ်ပေးခံရဖို့မထိုက်တန်ကြောင်းပြန်ပြောပါရဲသူတို့စကားပြောနေချင်းယုတ်တည့်ရဲ့မိတွေတပြက်ပြက်ထပ်ဖြစ်လာတာကြောင့်သူတို့လည်းမိအောက်ခန်းကိုမိဆက်သွားစစ်ကြည့်ဖို့စဉ်းစားကြပါရဲလူကမိဆက်ကိုပြင်းနေတော့မှပေါ်ကသူအစောပိုင်းကဖတ်ခဲ့တဲ့စာအုပ်အကြောင်းကိုပြောပြပါရဲ1589ခုနှစ်မှာရိုအာနှုတ်လို့ခေါ်တဲ့ဂျွန်တကူကလူတွေဟာ တညာရဲနဲ့ထူးထူးဆန်းဆန်းပျောက်ပွယ်သွားခဲ့ပါတယ်။ကျုံးမော်ဝေးကရီတဲလာတဲ့လေတစည်းရောက်လာတဲ့အခါမှာအလုံသမားတွေကကျုံးမော်မှာဘယ်သူမှမတွေ့တော့တာကိုတွေ့လိုက်ရပါတယ်။လူတွေကသူတို့ရဲ့အစားအစာတွေတရိတ်ဆန်တွေအကုန်လုံးဒီတိုင်းပဲထားခဲ့ကြတော့ပါ။သူတို့ချန်ထားခဲ့တဲ့တခုရဲသောအရာကတော့တန်ချန်စည်းကိုတခုပေါ်မှာရေးထားတဲ့ခရိုတိုအန်ဆိုတဲ့စကားလုံးပါပဲ။လူကအဲ့ဒီစကားလုံးရဲ့အတိပယ်ကိုမေးပေမဲ့ပေါ်ကတော့ဒါဟာဗဟေရီတခုပဲလို့ပြောပါတယ်။ပေါ်ကစိတ်တူတူနဲ့မီးဆက်ကိုခံလိုက်တာကြောင့်ဒဏ်ရာရသွားပြီး ကြံတဲ့သူတွေကသူ့ကိုဘားတွေကဘီးလဲခုံပေါ်ကိုတဲလာပြီးတင်ထားလိုက်ရပါတယ်။ဘရော့စ်ကလုစ်ကိုဒဏ်ရာရနေတဲ့သူအတွက်ရေခဲနဲ့နဲ့သွားယူခိုင်းလိုက်ပါတယ်။ရေခဲသွားယူရင်းနဲ့လုကသူ့ရုံးခန်းမှာနောက်ဆုံးရှိနေခဲ့တဲ့အချိန်တွေကိုပြန်သတိရတော့ပါတယ်။သူကသတင်းထုတ်လွှင့်တဲ့စတူဒီယိုထဲမှာနောက်ဆုံးမှတ်တမ်းကိုတွေ့ခဲ့ပါတယ်။သတင်းတော်အမျိုးသမီးကစကားပြောနေရင်းနဲ့လေထဲမှာပျောက်ကွယ်သွားခဲ့တာပါ။အဲဒီနောက်မှာတော့ချီကာဂိုကနေတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဝင်လာပါတယ်။လူတယောက်ကလူတိုင်းကိုသူတို့နဲ့အတူ မီးအမြဲတမ်းစောင့်ထားဖို့တတိပေးနေပါရဲ။သူအမောင်တို့ဟာဘလို့ပုံစံမျိုးမစို့ဘလို့အသွေမျိုးမစို့ပြောင်းလဲပြီးကိုကိုသေမင်းစီကိုစွဲဆောင်သွားနိုင်ကြောင်းမီးကလွယ်လို့ဘသူကမှမယုံကြည်ဘူးလဲပြောသွားပါရဲ။ဒီအကြောင်းကိုပြန်တွေးမိပြီးတဲ့နောက်လူကဒီအခြေအနေကနေလွန်မြောက်ဖို့အကြံတစ်ခုရသွားပါရဲ။သူတို့သာချီကာဂိုကိုရောက်အောင်သွားနိုင်မယ်ဆိုရင်တခြားအသက်ရှင်ကျန်ရစ်သူတွေနဲ့တွေ့ဆုံနိုင်ပြီးဘာဆက်လို့ရမလဲဆိုတာဆုံးဖြတ်နိုင်ပါပါ။ ဒါကြောင့်သောသောကသူတွေးခဲ့တဲ့ tracker တစ်စီးကိုသတိရသွားပြီးမိစက်ကဘယ်အချိန်မှစိုးရက်သွားနိုင်တာကြောင့်အဲ့ဒီကားကိုသွားပြန်ယူပြီးမိစက်ကိုကားဆက်နှိုးဖို့တုံပြီးတော့ဒီနေရာကနေထွက်သွားတဲ့ကြောင့်တခြားသူတွေကိုအကြံပေးပါရယ် Rose ကသူ့အကြံအပေါ်မှာတန်တရားရှိနေပေမဲ့လူကထပ်ပြောတာကြောင့် Jane ကိုပေါ်နေတူနေခဲ့ခိုင်းပြီးသူတို့ကတော့ကားသွားယူဖို့ဆုံးဖြတ်လိုက်ကြပါရယ်နောက်တော့ Rose နဲ့လူတို့ truck ကားစီကိုရောက်အောင်သွားနိုင်ခဲ့ပြီး ဘားဆိုင်ကိုပြန်ရောက်အောင်ကားကိုတွန်းလိုက်ကြပါရဲဘားမှကြံခဲ့တဲ့ပေါ်ကတော့ဂျိန်းကိုသူ့ဘဝအကြောင်းမေးမြန်းနေပါရဲမေးနေရင်တဖြည်းဖြည်းတတိလစ်မလို့ဖြစ်လာတာကြောင့်ဂျိန်းကသူ့ကိုသတိပေးနေရပါရဲနောက်တော့ဂျိန်းကိုသူတို့နှစ်ယောက်လုံးကြိုက်မဲ့တချင်းတစ်ပုတ်ဖွင့်ခိုင်းလိုက်တာကြောင့်ဂျိန်းလည်းတချင်းကိုဖွင့်လိုက်ပြီးဘားဆိုင်ထဲမှာလူတွေပြန်ပြေးနေတယ်လို့စိတ်ကူးရင်ကြည့်လိုက်ကဒီချင်းနေကြတဲ့ခဏလွတ်တော်သွားပြီးစိတ်ကူးရင်ကဘာလေးထဲမှာပျော်ဝင်နေခဲ့ဂျိန်းပေါ်ကသူ့ကိုရေးသွားယူခိုင်းမှပဲသတိပြန်ဝင်လာပါရဲ ဒိန်းတယောက်ရေခိုက်ဖို့ဘေးစင်စီကိုသွားလိုက်တဲ့အချိန်မှာပဲရုတ်တရက်မီးတွေကတဖြက်ဖြက်ဖြစ်ပြီးတော့ငြိမ်းသွားပါတော့တယ်။တစ်ဖက်မှာတော့ loose နဲ့ rose တို့ကားတွန်းနေရကနေခဏရဲနာကြရေစကားတွေပြောနေကြပါတယ်။သူတို့စကားပြောနေချိန်အဝေးမှာတမီးကင်ထားတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတာကြောင့်ကောင်မလေးနားကိုသွားဖို့လုပ်ပေမဲ့ကောင်မလေးကထွက်ပြေးသွားပါတယ်။ loose ကသူ့နောက်ကိုလိုက်သွားရင်အရေးတရဝါမျိုးချင်းကိုခံရမလို့ပြတ်သွားပြီးမဲ့ truck ကရဲ့ရှေ့မီးရောင်ကြောင့်တီတီလေးလို့သွားခဲ့ပါတယ်။ ဘားထဲမှာတော့ပေါကအိယာကထလာပြီးဂျင်းကိုလိုက်ကြပြီးမယ်ကျမ်းမြေပေါ်မှာသူ့ဝတ်စားတွေကိုပဲတွေ့လိုက်ရပါတယ်သူကမြေအောက်ကန်းစီကိုလမ်းလျှောက်သွားပြီးမီးလေးနေတဲ့ဥမင်လှိုင်ကောင်းတစ်ခုတည်းကိုဥတည်နေတဲ့တကားတစ်ချက်ကိုတွေ့သွားပါတယ်သူဂျင်းကိုရှာရဲအထဲကိုဝင်သွားပြီးမယ်လမ်းစုံတစ်ခုကိုပဲရောက်သွားပါတယ်မီးတွေကသူ့လိုလိုငိမ့်သွားပြီးမကြခင်မှာပဲအရိတ်တွေရဲ့ဝါးမြိုခြင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ပေါ်ရဲ့အဝတ်စားတွေကပီလီယက်ခုံပေါ်မှာပဲရှိနေပါတယ် တကယ်တမ်းပေါ်တရာဦးမေနိုင်ကောင်းစီကိုရောက်သွားတယ်ဆိုတာကအိမ်မက်မှတ်နေခဲ့တာဖြစ်ပြီးတော့ပေါ်ကသတိလေးနေချိန်မှာပဲအရေးတွေကသူ့ကိုခေါ်သွားခဲ့တာပါတစ်ချိန်တည်းမှာပဲ Lunas Rosto ရဲ့ဒမ်မီးတွေကလည်းဘက်ထရီတွေတစ်ပြိုင်တည်းကုန်သွားတာကြောင့်မီးရနိုင်မဲ့ပစ္စည်းတစ်ခုခုရှာဖို့အနည်းနာကဆေးရုံတစ်ခုစီကိုသွားကြပါတယ်ဆေးရုံထဲမှာမီးချစ်စံတွေတွေ့တာကြောင့်မီးတို့လှုပ်ပြီးမီးမွေးလိုက်ပါတယ် Rose ကတော့လောင်စာအဖြစ်သုံးလို့ရမယ့်အရာတစ်ခုခုကိုရှာဖို့သွားနေချိန် ကလေးငိုတဲ့ကြားတာကြောင့်တုံးလဲစီရသွားမှာအရေးဒီရဲ့ဝါမျိုးရာကိုခံလိုက်ရပါတော့တယ်။တယောက်တည်းကြံတော့တဲ့လူဟာထရက်ကားနဲ့အတူဘားဆိုင်ကိုရောက်ပြန်ခဲ့ပြီးဂျင်းကိုခေါ်ကနှစ်ယောက်သားချီကာဂိုကိုထွက်ခွာဖို့ကားပေါ်တက်လိုက်ကြပါတယ်။လူကဘားဆိုင်ကမီးဆက်ကိုသုံးကကားအင်ဂျင်ကိုနှိုးလိုက်ပြီးနှစ်ယောက်သားကားမောင်းကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘုရားကျောင်းတစ်ကျောင်းရဲ့ရှေ့အရောက်မှာကားတိုက်မှုဖြစ်ပြီးကားရက်သွားခြင်းဂျင်းကဘုရားကျောင်းထဲကိုသူ့အမေကိုဝင်ရှာဖို့ပြေးဝင်သွားပါတယ်။ သူကလမ်းဘေးဆိုင်ဖို့တခုပေါ်မှာခရိုတိုအန်ဆိုတဲ့စကလုံးကိုတွင်းထားတာတွေ့လိုက်ရတာကြောင့်ဂျင်းကိုအရေးတွေမမိခင်မှာဘုရားကျောင်းထဲကိုကားမောင်းဝင်ပြီးကယ်တင်လိုက်နိုင်ပါတယ်။ဒါပေမဲ့ဂျင်းနဲ့လူတို့စကားပြောနေချိန်မှာရုတ်တရက် ကားမီးတွေပိတ်သွားပြီးလူလည်းလေထဲမှာပျောက်ကွယ်သွားပါတယ်။နောက်ဆုံးတော့အသက်ရှင်ကျန်ရစ်သူဖြစ်ဂျင်းတယောက်သာကျန်မာတော့တယ်။သူကဘုရားကျောင်းထဲမှာထုံးထားတဲ့ပျောင်းနိုင်တွေကြားမှာထိုင်နေပြီးမြဲပျောင်းနိုင်တွေကလည်းတဖြည်းဖြည်းနဲ့ငြိမ်းသွားပါတယ်။နောက်တစ်နေ့မနက်မှာတော့နေရပြန်ထွက်လာခဲ့ပါပြီ။ အောစရာကောင်းတာကဂျိန်းဟာအမောင်တွေရဲ့ဝါမျိုးမှုကနေလွတ်မြောက်ခဲ့ပြီးမနေ့ကသူရှိနေတဲ့နေရာမှာပဲအိပ်ပျော်နေရာကနေနိုးလာပါတယ်။သူ့စီကိုတော့လူတို့တွေးခဲ့တဲ့ကောင်မလေးကဖြစ်ဖြစ်ချင်းရှောက်လာခဲ့ပြီးသူ့နာမည်ကဗရီယာနာပြည်ကြောင်မိတ်ဆက်ကအသက်ရှင်ဖို့အသုံးပြုခဲ့တဲ့ဆိုလာဒမ်မီလေးကိုဂျိန်းကိုပြပါတယ်။နောက်တော့သူတို့နှစ်ယောက်လုံးဘုရားကျောင်းပင်ကိုထွက်လာကြကလမ်းမအလင်မှာမင်းတကောင်ကိုတွေ့လိုက်ရတာကြောင့်မင်းဘော်တက်ပြီးလုံခြုံမဲ့နေရာတစ်ခုစီကို ခရီးတစ်ခုကိုစတင်ထွက်ခွာသွားကြပါတယ်။မကြခင်မှာပဲနေပြန်ဝင်သွားပြီးလူ Rose နဲ့ Paul ရဲ့အရေးတွေကကလေးနှစ်ယောက်ကိုအဝေးကနေပြီးတော့တည်နေခဲ့ကြပါတော့တယ်။အခုလိုအစုံတည်နားဆင်ပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။နောက်ရက်တင်မှာလဲဗီဒီယိုအစ်တီကိုမြဲမပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့လဲအနှိုးညွှန်ပေးမြတ်တိုင်ရက်ခံပါရယ်ခင်ဗျာ ကောင်းသောနေ့လေးဖြစ်ပါသည်ခင်ဗျာ